okay ဒါဆိုလို့ရှိရင်ဆရာတို့တွေ grammar ပိုင်း15မှတ်အပိုင်ရဖို့ရာက လွယ်တော်ရှင်းတော်ထိရောက်တော်လွယ်ရှင်းထိ grammar မှတ်စုအနည်းချက်ကိုကြည့်ပါမယ်ပထမဆုံး grammar တစ်မျိုးက participle phrases အဲ့တော့ grammar မှတ်စုအနည်းချက်ဆိုတော့ကြတော့လိုရင်းမဲသွားမယ်ဒီထိမသွားတော့ဘူးဒီထိရတော့ဒီ grammar ပိုင်းသင်ချာတင်ထားတဲ့ Telegram group မှာ member ဝင်မှရပါမယ် participle prisma ဆိုလို့ရှိရင်နှစ်မျိုးရှိတယ်အဲ့ဒီနှစ်မျိုးကဘာလဲဆိုတော့ present participle နဲ့ past participle present participle ဆိုတာ verb 5 ing နဲ့စတာပေါ့ past participle ဆိုတာကကျတော့ verb 3နဲ့စမှာပေါ့เนาะဒီလိုနှစ်မျိုးရှိပါတယ်ဆိုတော့ကြတော့အရင်ဖြစ်တာကို participle phrase ပြောင်းပြရမယ် participle phrase grammar ကိုဖြေတဲ့အခါမှာသူကဝတ်ကြနှစ်ကြောင်းလာမယ်နှစ်ကြောင်းလာတဲ့အခါမှာအရင်ဖြစ်တာကို participle phrase ပြောင်းပြလိုက်ရုံပဲ buffer ending ပြောင်းမယ် buff 3ပြောင်းမယ်အဲ့ဒီလိုမဟုတ်ဘူးတကြောင်းနဲ့လာမယ်ဆိုလို့ရှိရင်လည်း after တို့ as တို့ when တို့နဲ့ဆက်ထားတာမျိုးအဲ့ဒါဆိုရင်အဲ့ဒီကောင်ဒီပါတဲ့ဘက်ကို participle phrase ပြောင်းပြရမှာဖြစ်ပါတယ်နောက်ပြီးတော့ကြတော့ participle phrase ကိုဘယ်မှာထားတယ်လဲဆိုတော့ဝက်ကြရဲ့ရှေ့ဆုံးမှာထားတယ်ပြီးတော့ comma လေးခံပြီးတော့ ဖြည့်ပေးလိုက်ပေါ့နော်နောက်တစ်မျိုးကကြတော့ it is endurance who or that ပုံစံပါအဲ့တော့ကြတော့ရှိရ it is လာမယ်သို့မဟုတ် endurance လာမယ်ဒါဆိုရင် it is ကို သုံးရမှာလား it was ကိုသုံးရမှာလားဆိုတော့ဝါကျကိုကြည့်လိုက်တဲ့အခါမှာ present tense verb 1ဆိုလို့ရှိရင် it is verb 2 past tense ဆိုလို့ရှိရင် it was ကိုသုံးပြရမယ် ။နောက် who or that ကပါလဲဆိုတော့ကျတော့လူဆိုလို့ရှိရင် who နဲ့ဆက်ပေးရတယ်။လူမဟုတ်ဘူးတခြားတတ်မဲ့ပစ္စည်းတွေအရာဝတ္ထုတွေဆိုလို့ရှိရင်တော့ that နဲ့ဆက်ပေးရမှာ ဖြစ်ပါတယ်။အဲဒါက it is it was နဲ့မှတ်ပတ်သက်ပြီးတော့ကျတော့မှတ်စရာလေးတွေပေါ့နော်။အဲနောက်ပြီးတော့ကြတော့ဆီရိုတွေကဒီ it is edurus ကို သုံးတဲ့အခါမှာနောက်က who or that နဲ့ဆက်မယ်ဒီ it is edurus ရဲ့နောက်ကလာမှာက noun လာမယ် noun မလာဘူးဆိုရင် noun phrase လာမယ် ဒူရီမိုအက်ပါပရီစတီလာမှာဖြစ်ပါတယ်တမျိုးမျိုးလာမယ်လူဆိုရင်ဟူးနေဆက်ကျန်တာဆိုရင်တန်းနေဆက်ပြလိုက်တာပါပဲနော် now grammar တမျိုးကကြတော့ not only but also ဒါလည်းမက level ဆိုတဲ့ပုံစံအဲ့တော့ဒီကောင်းနေပတ်သက်ပြီးတော့မှတ်เสีย grammar point တွေကမတူတာနှစ်ခုကို ရှားပြီးတော့ကြတော့ not only but also နဲ့ဆက်ပြရမှာ not only ရဲ့နောက်မှာကမတူရာတမျိုးလာမယ် but also ရဲ့နောက်မှာတမျိုးထည့်ပေးမယ်တခုတည်ထားရမှာက not only but also နဲ့ဆက်တဲ့အခါမှာဝကြရဲ့ရှေ့ဆုံးမှာရောက်နေပြီဆိုလို့ရှိရင် but also ရဲ့နောက်က subject ကိုကြီးလိုက်ပါအဲအနေအများကြည့်ပြရမယ် but also ရဲ့နောက်က subject တည်နေတဲ့ဆိုရင် singular verb များတယ်ဆိုရင် plural verb ကိုသုံးပြရမှာเนาะနောက်ပြီးတော့ဒီ inversion နဲ့ဖြည့်လို့လည်းရတာမျိုးရှိတယ် impartial ဖြစ်မယ်ဆိုလို့ရှိရင် not only but also ကို impartial ဖြစ်တဲ့အခါ not only ရဲ့နောက်က impartial ပုံစံလာတယ်ပြီးရင်နောက်က but also လာမယ် but နဲ့ also ကဒီမှာ꿰သွားမယ်ဒီကြားထဲမှာ subject တွေ verb တွေလာမယ်ပေါ့နော် impartial ဆိုတာဘာလဲဆိုတော့ကျတော့သူက subject နဲ့ verb ကိုပြောင်းပြန်လှန်လိုက်တာပါပဲအမေခွန်းပုံစံမျိုးဖြစ်သွားမယ် question mark တော့မပါဘူးပေါ့နော်တိထားရမှာ subject နဲ့ verb ပြောင်းပြန် လန်သွားမယ်အဲ့တော့ buff to pd က6ရောက်လာမယ်အဲ now model buff တွေက6ရောက်လာမယ် dash duty တွေက6ရောက်လာမယ်ပေါ့နော် subject ကနောက်ရောက်သွားမှာဖြစ်ပါတယ် okay ဒါဆိုရင်နောက်တစ်မျိုးကကျတော့ no matter who what when ဒီပုံစံမျိုး no matter what no matter who ဒီပုံစံကိုကြည့်ရအောင် no matter ဆိုတာကမိသို့ပင်စိုးစေကမူဒီလိုမျိုးပြောတာအဲ့တော့ no matter ရဲ့နောက်ကဘာလာမှာလဲဆိုတော့ wh clause လာမှာဖြစ်ပါတယ် ပြီးရင်နောက်က main clause လာမှာဖြစ်ပါတယ်။အဲ့တော့ clause နှစ်မျိုးလာမယ်။ nomata နဲ့စထားတဲ့ clause တစ်မျိုးလာမယ်။ main clause တစ်မျိုးလာမယ်။ကြားထဲမှာကောမလာမယ်။ main clause မှာက subject verb လာမှာပေါ့နော်။အဲ့တော့ nomata နဲ့စထားတဲ့ clause မှာက wh ဒီနေရာလေးမှာက who လို့နောက်ပြီးတော့ကြတော့ whose what rich ဒီလိုမျိုး question what တီလာမှာဖြစ်ပါတယ် where တို့ when တို့ how တို့ whether တို့ဒီလိုမျိုးကောင်းနေလာမှာဖြစ်ပါတယ်နောက်ပြီးတော့ကြတော့ no matter ရဲ့နောက်က how လာမယ် how လာမယ်ဆိုရင်သိထားရမှာက no matter how ရဲ့နောက်က adjective or adverb တလုံးလုံးလိုက်ပြီးမှာဖြစ်ပါတယ်အဲ့ဒီလိုလာပြီးမှာနောက်က subject တီ verb တီလာမယ်ပြီးရင်နောက်ကတော့ main clause ပဲလာမှာဖြစ်ပါတယ်